Let's go. Say no. အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျပန်မှာကိုတိုင်ကာမမောင်းမဲနဲ့အမ်ကိုပါအပြစ်ခံအပြစ်ဒဏ်ခံရနိုင်တဲ့အကြောင်းအရာလေးကိုပြောပြသွားမှာဖြစ်ပါတယ်ရဲတောက်တိုင်းသူမောင်းတဲ့ကားကိုကွာတိတိနဲ့လိုက်စီးမယ်ဆိုလို့ရှိရင်လည်းအပြစ်ဒဏ်ခံရတယ်ပေါ့နော်နောက်တစ်ခုကအမ်ရဲတောက်ထားတဲ့သူကိုကိုယ့်ရဲ့ကားကိုငှားလိုက်မယ်ဆိုလို့ရှိရင်လည်းကိုပါပြစ်ဒဏ်ခံရမယ် အဲနောက်ဆက်တစ်ချက်ကပြောပြမလဲအယက်တာပြီးကာမမန်မှန်တိတဲ့သူကိုကိုကနေပြီးတော့အယက်တွေတိုက်မယ်ဆိုလို့ရှိရင်လည်းအဲကိုပါအပြစ်ခံမယ်ပေါ့နော်အပြစ်ဒဏ်နေနေရတော့များသောအပြစ်အဲထောင်ဒဏ်နှစ်နှစ်ကနေပြီးတော့၅နှစ်ဒါမှမဟုတ်လို့ရှိရင်ငွေဒဏ်စားမယ်ငွေဒဏ်ဆိုလို့ရှိရင်တော့အဲတောင်း30အဲ့နေပြီးတော့1100ကျပါနော်အာဒီအပြစ်ဒဏ်တွေအကြီးကြီးကကျတော့ဟောပါပေါ့ အရက်တောက်တဲ့ပမာဏအဲတောက်ပြီးတော့ဘယ်လောက်တည်းရောမူးရမမူးတယ် ਨੇ ပြောရှင်ဘယ်လောက်ပမာဏတောက်တယ်တို့ပြီးလို့ရှင်ရင်တိုင်းမှုဖြစ်တယ်ဆိုရင်အဲဖြစ်တဲ့ကိစ္စကြီးငယ်ပေါ်မူဒီပြောကဟာမှုရှိနေတယ်ပေါ့နော်တော့လဲရောက်စားကပေါ့နော်အဲဒါပေမဲ့ရက်တောက်ရင်အဲရက်တောက်ပြီးကောင်းမှရင်တော့ပြည့်မှုဖြစ်တယ်ဒါသိပေမဲ့ရက်တောက်တဲ့သူနောက်လိုက်စီလို့ရှင်ပြည့်တိုင်ဖြစ်တယ်ဒါမသိတော့တကြိမ်တော့လိုက်စီခဲ့မိသေးရပေါ့အမရက်တောက်ရင် အမ်ပြစ်တန်နေရတော့များသားပြစ်ထောင်တန်တော့ငွေအားမို့လို့ရှင်ငွေတန်ပါတော့အဲရက်တော့ပြီးတော့ကာမောင်းလို့ရှင်ပေါ့အမ်ပြီးတော့အာလိုင်စင်သိမ်းတာတော့ရှိရပါတော့အင်းဟုတ်တယ်ပါစုံတကယ်လို့လေအဲ့ဒီကအရင်တော့ဟာကွာတော့အဲ့ဒီတော့ကွာလိုက်လိုက်ဆီကွာဒါပေမဲ့ကြီးကိုမဖြစ်ပဲရှင်ဟောဆိုပြည်တံခံရအောင်လားအခမ်းမှာပဲလေမိလို့ရှင်တော့ခမ်းမှာပဲอืมๆมีเรื่องกันมาเว้ยอืมกันมาเว้ยบาเลยซะยัดตอกไปกาม้องเนี่ยสิงกูปิดดันเพลินเลยอืมๆๆ ပြီးမှထိုင်နေသူပါလားပြီးမှထိုင်လဲခမ်းပါမဟုတ်ရက်တော့ပြီးမူမိရယ်ဆိုလို့ရှင်ကိုပြစ်တန်ခမ်းပါကွာသူကငွေပမာဏတော့ထောင်းတယ်ဗျာညာအဲ့ရတဲ့ရိုတင်းလို့ရှိမှာပေါ့อืมဒီနေ့တော့လာပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်